မိษွေတို့အနေနဲ့ဈေးတွေလည်းရောင်းကောင်းခြင်းနဲ့မိษွေတို့လောက်ကိုင်းနေတဲ့လုပ်ငန်းတွေလည်းအဆင်ပြေခြင်းနဲ့ကိုယ့်ရဲ့ဒီလုပ်ငန်းတွေမှာလည်းပဲလူဝင်လူထွက်တွေစီကားခြင်းနဲ့ဆိုတဲ့မိษွေတွေကျွန်တော်ကူပြောပြမယ်ရေဒီယာဗီဒီယိုဖိုင်လေးကိုစုံအောင်ဒီနားထောင်သွားပါအဲ့တော့ကျွန်တော်ကူပြောပြမယ်ရေဒီယာကစိုင်ဖွင့်ထားတဲ့သူတွေဘာလုပ်ငန်းကိုပဲလှုပ်လှုပ်ရုံးငန်းဖွင့်ထားတဲ့သူတွေလည်းလှုပ်ဆောင်လို့ရတယ် ပြီးတဲ့အခါကျလို့ရှင်ခုနကလမ်းဘေးတွေမှာပေါ့နော်ဒါဈေးရောင်းတဲ့သူတွေလည်းလုံလို့ရတယ်ပြီးသွားတဲ့အခါကျရင်ခေါင်းရွက်ပြတ်ထိုးဈေးတယ်တွေအားစပြီးတော့ကျွန်တော်ခုပြောပြမယ်ရေဒီယာကိုဒါလှုပ်ဆောင်လို့ရပါတယ်အဲ့တော့ဒီရေဒီယာဒီဘာတွေကောင်းတာလဲဆိုရင်မိမိတို့ရဲ့ဒီလုပ်ငန်းတွေမှာခုနကအဆင်မပြေနေတဲ့ကိစ္စတွေရှိတယ်ဆိုရင်အဆင်ပြေလာမယ်နံပါတ်1အနေနဲ့လူဝင်လူထွက်တွေစီကားလာမယ်ပြီးလို့ရှင်အယောင်ဝယ်ကိစ္စတွေအဆင်ပြေလာစေတယ်အဲ့တော့တကယ်လို့ခုနကစိုင်နဲ့ကနားနဲ့ဖွင့်ထားတဲ့သူတွေကတော့ ဒါဆိုင်မှာချိတ်ဆွဲထားလို့ရတယ်တကယ်လို့ခုနကဆိုင်တွေပါတယ်ဖွင့်မထားဘူးပေါ့နော်မိမိကဒီတန်းလျှောက်လဲပြီးတော့ရောင်းနေရတဲ့ဈေးတယ်တွေဆိုရင်လေကိုလွယ်တဲ့အိတ်ထဲမှာကျွန်တော်ခုပြောပြမယ်ရေရာလေးကိုဒါစောင်းပြီးတော့ထည့်သွားမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ဒါလုံနေတဲ့အလုတ်ကင်တွေမှာတီးတီးတာတာနဲ့ကိုဒါအစဉ်ပြေမှုတွေရရှိလာလိမ့်မယ်အဲ့တော့ဒီရေရာဒီတော်တော်လေးကိုဒါကောင်းတဲ့ရေရာလဲ ဖြစ်ပါတယ်အဲ့တော့ဒီဧရိယာလှုပ်ဖို့အတွက်ကဘာပစ္စည်းတွေလိုသလဲဆိုရင်ဘာမှခက်ခဲရင်းရင်းနေစဉ်းစားနေစရာမလိုဒီလို level ချိုရေပလင်းလေးဒပလင်းလိုမယ်ပြီးသွားရင်ကျွန်တော်တို့ကွန်ရာတဲ့ကိုထည့်စားတဲ့လေးညင်းဝင်က25ဝင်လိုတယ်အဲ့တော့ဒီ level ချိုရေအချိုရေတွေကိုတော့ကျွန်တော်တို့မယူဘူးပေါ့နော်အချိုရေကတော့ကိုယ့်ဟာတောက်ချင်လဲတောက်မတောက်ချင်လဲသုံးပြမယ်အဲ့တော့ပြီးတဲ့အခါကျရင်ဒီဖန်ပလင်းလေးကိုကျွန်တော်တို့ရေနဲ့စပ်ပြာနဲ့ပြောင်းဆေးပြီးတော့ကျွန်တော်တို့ခုနကရေချအောင်ထားမယ်ပေါ့အဲ့တော့ဘယ်နေ့မှကျွန်တော်တို့စီရင်ဆောင်ရွက်မှာ လဲဆိုလို့ရှိရင်ကိုယ့်ရဲ့မွေးနေမှာဆောင်ရွက်ရမယ်အဲ့တော့ကိုကထားပါတော့တနင်္ဂနွေဆိုရင်တနင်္ဂနွေနေ့မွေးနေပေါ့နော်မနက်9:45မိနစ်မှာ45မိနစ်မတိုင်ခင်မှာဒီလီဘိုပလင်းလေးကိုဦးနာတော်က6အောင်လောက်ထားပြီးတော့အဲ့ထက်တဲ့ကိုကွန်ရတဲ့ကိုထည့်စားတယ်၄ညင်းပွင့်20နဲ့5ပွင့်ကိုတေချာလေးထည့်ပြီးတော့ပိုလို့မရဘူးနော်လိုလို့မရဘူး25ပွင့်ပဲဖြစ်ရမယ်ပြီးလို့ရှိရင်ဒီဖန်ပလင်းလေးကိုကျွန်တော်တို့အဖုံးကိုကြက်နေအောင်တေချာလေးလောက်ပြီးတော့ ကိုယ့်ရဲ့ခုနကရုံငန်းတွေစိုင်တွေပေါ့ထားပါတော့သပင်ညက်ဆိုင်တို့စားတောက်ဆိုင်တို့ရွှေဆိုင်တို့အလှပြင်ဆိုင်တို့အထည်ဆိုင်တို့เนาะအဲအစားရှိစီဖြစ်ပေါ့เนาะဒီလိုစိုင်တွေဖွင့်ထားတယ်သူဆိုရင်တော့မိမိရဲ့ဒီစိုင်အမြင့်လေးပေါ်မှာဒါလေးကိုကျိုးလေးနဲ့ချီးပြီးတော့ချိတ်ဆွဲထားလို့ရတယ်အဲ့တော့တကယ်လို့ကျမတို့ကဒီစိုင်မဖွင့်ထားဘူးကျွန်တော်တို့ကစိုင်မဖွင့်ထားဘူးတန်းလျှောက်သွားပြီးလောက်ကိုင်းနေရတယ်လူတွေဆိုလို့ရှိရင်ခုနကခေါင်းရွယ်ပြတ်ထိုးဈေးတွေဆိုလို့ရှိရင်လည်းဒီဖန်မလင်းလေးကိုမိမိလွယ်တဲ့အိတ်ကလေးတွေကိုထည့်သွားရတယ်အဲ့တော့တကယ်လို့ကိုကအိမ်ကနေထွက်တော်မယ်ဆိုဒီပလင်းလေးကို သေးချာလေးလှုပ်မယ်ပေါ့နော်အဲ့တော့ဒီနေ့ဈေးရောင်းကောင်းပါစေကိုရောင်းတဲ့ဟာကိုကကိုစူတာပေါ့နော်ဒီနေ့ဈေးရောင်းကောင်းပါစေအထယ်ရောင်းတဲ့လူပါလဲဒီနေ့အထယ်ဝယ်တဲ့သူတွေများများလာပါစေဆိုင်မာလဲလူဝင်လူထွက်တွေစီကားပါစေသေချာလေးရုံရုံချင်ချင်နဲ့စူတာပါ တကယ်လို့စိုင်အမြင့်စိုင်နဲ့ခုနကဖွင့်ထားတဲ့သူတွေကတော့စိုင်ရဲ့အမြင့်တနေရာမှာကျိုးလေးနဲ့တေချာလေးချီပြီးတော့မနှမိုးလင်းတဲ့အခါစိုင်ဖွင့်တဲ့အခါတိုင်းဒီလီဘိုဘလင်းလေးကိုလှုပ်လှုပ်ပြီးတော့သူကတော့ကျိုးချေထားတဲ့တော့ဒီလိုလေးလှုပ်လှုပ်ပေးလို့ရမ်းပေးလို့ရတယ်ပေါ့နော်ရမ်းပြီးတိုင်းဒါလေးကိုစူးတောင်းပေးမယ်အဲ့တော့မိတ်ဆွေတို့စိုင်မှာနော်ဒါတိတိသားသားနဲ့ကိုအယောင်းဝယ်တွေအစဉ်ပြေးပြီးတော့ဒါလူဝင်လူထွက်တွေစီကားလာစီမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီလီဘိုလေးညင်းရေရာလေးကိုတွေးတဲ့သူတိုင်းစောင်ရွက်တဲ့သူတိုင်းပေါ့နော်မိတ်ဆွေတို့လှုပ်ဆောင်နေတဲ့လုပ်ငန်း န်းဆောင်တာကိစ္စဝဝတွေတိုးတက်အောင်မြန်မာပြည်ရောင်းမှန်းတာပြီးတော့လဲဝယ်ပန်းလှပါစေလို့ကျွန်တော်စူတောင်းမြစ်တာပို့သားရင်ကျွန်တော်ရဲ့ဒီရေဒီယိုဗီဒီယိုဖိုင်လေးကိုဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်